ကလတိခန်းသုံးစာပိုက်၁၁စနစ်ကိုဖတ်ပါမယ်။တဖန်လုံးဖြောင့်မတ်တော်သူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်။တင့်ရတရားမူကယုံကြည်ခြင်းနဲ့မဆက်ဆိုင်။ထိုအကျင့်ကိုကျင့်တော်သူသည်ထိုအကျင့်အဖြစ်အသက်ရှင်လိမ့်မည်ဟုဆိုတည်းပြောရတရား။အဲ့တော့ဖြောင့်မတော်သူဆိုတာကဒီနေ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဖြစ် အယုံကြည်လက်ခံတဲ့ကျွန်တော်ယုံကြည်သူများကိုဆူရာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကပညာတရားအဖြစ်အသက်ရှင်ရမှာမဟုတ်ဘဲနဲ့ယုံကြည်ခြင်းအဖြစ်အသက်ရှင်ရမှာဖြစ်တယ်။အဲ့တော့ဒီနေရာမှာဒီကလတိခန်းသုံးစာပတ်14မှာပဲမပြောလဲဆိုတော့အာပြေကောင်းချီးမင်္ဂလာခရစ်တော်နော်အဖြစ်တပါးမျိုးသားမှာတက်ရောက်တယ် ဒါကြောင့်တပါမျိုးသားဖြစ်တဲ့ကျွန်တော်တို့အနေနဲ့ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်တန်ရှင်တော်ဝိညာဉ်တော်ခံရမယ်အကြောင်းဖြစ်တယ်ပြောရတွေ့ရတယ်။ဆရာဒီယုံကြည်ခြင်းအဖြစ်အသက်ရှင်တယ်လို့ပြောပရမကျွန်တော်ယုံကြည်ရမှာဒီယေရှုခရစ်တော်ကိုယုံကြည်ရမှာဖြစ်တယ်။ယုံကြည်ရင်တန်ရှင်တော်ဝိညာဉ်တော်ခံရမယ်။ဒါနှစ်ကောခံသုံးကိုကြည့်မယ်ဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ခံရရင်ကျွန်တော်တို့က ကျောင်းတရားကိုဖတ်တဲ့အခါမှာဝိညာဉ်တော်ဖွင့်ပြတဲ့အတွက်အနဲ့အတိတ်ပဲကိုနားလည်သွားမယ်။နော်။အဲ့ဒီအခါမှာဗာလဲဝိညာဉ်တော်တရားဖြစ်တယ်ပြောရတွေ့ရတယ်။ဆရာကတော့ယုံကြည်ခြင်းအဖြစ်အသက်ရှင်တယ်ဆိုတာကတန်ရှင်တော်ဝိညာဉ်တော်ခံရပြီးတန်ရှင်တော်ဝိညာဉ်တော်ကဘာဝဘက်ပြန်ပြီးတော့မှဖွင့်ပြပြီးတော့မှအသက်ရှင်စေတယ်ဆိုတော့ ကျန်ဟောင်းကအခုဓမ္မတိကျမ်းကောပေါ့အဲ့ဒါကိုနားလေသဘောပေါက်အောင်တော့ကျွန်တော်ရဲ့ဝိညာဉ်မျက်စိဖွင့်ပေးတယ်အနှစ်တည်းပဲနားလေစေနားလေပြီးမှအဲ့ဒါကိုယုံပြီးလက်တွေ့နာခံလက်လျှောက်မယ်အဲ့ဒါဟာယုံကြည်ခြင်းအဖြစ်အသက်ရှင်ခြင်းဖြစ်တယ်ပြောချင်တာဖြစ်တယ်ရောမခန်း30စာပိုက်6ခွန် ယုံကြည်ခြင်းတွေကြားနာခြင်းအဖြစ်ဖြစ်ကြားနာခြင်းတွေလည်းဘုရားသခင်ရဲ့စကားတော်အဖြစ်ဖြစ်ဤဆိုတော့နေ့စဉ်ယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့ဆိုရင်တော့ကျမ်းစာနေ့တိုင်းဖတ်ဖို့လိုတယ်တကယ်နော်ဒီဆုံးမဩဝါဒဖြစ်တဲ့နှုတ်ကပတ်တရားကိုနေ့စဉ်နားထောင်ဖို့လိုပါတယ်ဒီလိုပြောချင်တာနော်ယုံကြည်ရပြအသက်ရှင်ဖို့ကြားဖို့လိုတယ်ဘုရားသခင်စကားကိုနော်ဒီလိုပြောတာတွေ့ရတယ် ဆိုတော့မတက်ခန်းခွန်ဆပ်ပတ်နစလေးမှာလဲနော်ယေရှုကပြောလဲအကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်သူလိုပြောတာတွေ့ရတယ်နော်ထို့သူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိတဲ့သူချောင်းကိုငါပုံပြမည်မိုးရွာ၏ရစီသည်နှင့်လီလိုက်ထရင်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြူမလဲနေနောက်ဘက်တရားတော်ကိုကြားပြီးတော့မှ ယုံကြည်တယ်အဲ့တိုင်းနာခံလက်လျှောက်အသက်ရှင်တယ်အဲ့အသက်ရှင်တဲ့ခါမှာဘာဖြစ်လဲဘာဖြစ်လာလဲဆိုတော့အဲ့ယုံကြည်ခြင်းအကျိုးကခိုင်ခန့်တယ်စုံစမ်းနောက်ကျခြင်းမြို့မြို့ခံနိုင်ရှိတယ်လောကရန်တရားကိုအောင်းတယ်ပြောချင်တာကျွန်တော်ရဲ့အသက်ရှင်ခြင်းကအဲ့လိုပြောတာနော်တရားကျွန်တော်တို့သိဖို့ကယုံကြည်ခြင်းအဖြစ်အသက်ရှင်ခြင်းပဲဖြစ်ရမှာကိုယ်စားတည်းအဖြစ် မဟုတ်ဘူးအဲ့လိုပြောချင်တာနော်အဲ့တော့မတ်သဲခန်းလေးစာပတ်လင်းပါလေယေရှုကဘာပြောလဲလူဒီမို့အဖင့်တာအသက်မွေးရမည်မဟုတ်ဖျားသခင်မိန်တော်မူသည်မြတ်အဖင့်အသက်ကိုမွေးရမည်ကျမ်းစာလာသည်ပြန်ပြောတယ်ပြောတာတွေ့ရတယ်ဒါဆုံစားနောက်ရှိတဲ့ဆာရမဏတ်ကိုဟောယေရှုကပြန်တုံ့ပြန်ဆရာ မုတ်အားဖြင့်တအသက်မွေးရမည်မို့ဆိုတော့မုတ်မစားရတော့ဘူးထမင်းမစားရတော့ဘူးမဟုတ်ဘူးတဲ့ထမင်းတော့လဲစားရမှာဖြစ်တယ်တော်ရင်ထမင်းနဲ့ပဲအသက်ကိုမွေးရမှာမဟုတ်ဘူးတဲ့ဘာနဲ့မွေးရမလဲဆိုတော့ဖယားသခင်မိန်တော်မူသည်မြတ်အားဖြင့်အသက်ကိုမွေးရမှာပြောချင်တာကဖယားသခင်မိန်ပေါ်တော်မူသည်မြတ်ကိုယုံကြည်ပြီးတော့မှလက်တွေ့နာခံလက်လျှောက်ချင်းရင်လက်လျှောက်ရင်မုတ်ကိုဖြစ်စေနိုင်တယ်နော် အောင်မြင်မှုဖြစ်စေနိုင်တယ်နော်ဝတ်စရာကိုဖြစ်စေနိုင်တယ်စားစရာကိုဖြစ်စေနိုင်တယ်အေးချမ်းသာမှုလည်းဖြစ်စေနိုင်တယ်အဲ့လိုပြောချင်တာဖြစ်ပါတယ်သူလိုပြောတော့ဟိုဆင်းရဲတဲ့သူကဘုရားစကားနားမထောင်လို့လားမဟုတ်ပါဘူးသူအเจ้าနဲ့သူရှိပါတယ်အเจ้าနဲ့သူရှိပါတယ်အထူးဖြစ်တော့အဲ့ဒါကဘာကြောင့်ဖြစ်တဲ့လဲဆိုတော့ခရစ်တော်အတွက်ကြောင့်နော်အစင်းခါတဲ့သူဆိုတော့တသက်ရှိပါတယ် ကျွန်တော်ကျွန်တော်တွေအားလုံးကတော့ဟိုဆင်းရတာကိုတော့မကြလို့ဆင်းရတာမျိုးတော့ဘုရားခင်မလို့ချင်ပါဘူးတခုတော့ရှိတာပေါ့ဆင်းရတဲ့ရက်ကမှရှိတဲ့သူတွေတုံးမတော်တဲ့တောင်တဲမှာရှိတဲ့သူတွေအင်းဝင်ကလေးတရင်ကိုကြားဖို့အတွက်နော်တုံးမတမာတယောက်တည်ဖို့အတွက်ကျွန်တော်ဆင်းရတဲ့ဒုက္ခလည်းရှိနေတာပေါ့နော်အမျိုးမျိုးရှိပါတယ်ပေါ့ဒါတော့တစ်ချက်ကျွန်တော်တို့ ွားယူလို့မရဘူးပေါ့နော်ကျန်းစာကတအိုးလုံးခြုံငုံပြီးတော့မှစဉ်းစားမိမှစင်ချင်နိုင်မှမှန်မှဖြစ်တယ်ကြောက်ပြီဥမာအဖြစ်ဖျားခင်မိန်တော်မူသည်မြတ်အဖြစ်အသက်မွေးရမယ်ဆိုတာကဘာလဲဖျားခင်နှုတ်ကပတရားတော်ကိုကြားကြားတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကဖွင့်ပြတယ်အဲ့ဒါကိုကျွန်တော်ရုံကြည်ပြီးလက်တွေ့နာခံလက်လျှောက်တယ် တဲ့အကျိုးအားဖြင့်ကျွန်တော်အသက်ရှင်ရမှာအတိတ်ပဲကဆိုကြပါစို့ effect ခန်း6 subscribe တဲ့နဲ့တုံးပါဆိုရင်ပါပြောလိုက်တားသမီးတို့တခင်ပြဲအလိုတော်နဲ့ညီမိဘစကားကိုနားထောင်ကြတော့မိဘစကားကိုနားထောင်ခြင်းမှုဒီတရားတော်အမှုဖြစ်မိဘကိုယူသည်စွာပြုတော့ဤပညာတီကတင်ဒီပြည်တော်၌ကောင်းစား၍အသက်တာရှင်မြအကြောင်းကို၍ ဂရိတော်နဲ့ဆိုင်သောပရမပညာဖြစ်၏ပြောရတွေ့ရတယ်။အဲ့ဒီကျမ်းစာကိုကျွန်တော်တို့ကယုံကြည်ပြီးလက်တွေ့အသက်ရှင်ရမှာဖြစ်တယ်။နာခံလက်လျှောက်ရမှာဖြစ်တယ်။အဲ့လိုယုံကြည်ပြီးနာခံလက်လျှောက်တဲ့အခါမှာဘာဖြစ်မလဲ။ကောင်းစားခြင်းကောင်းစားခြင်းဆိုတာဘာလဲ။ကြီးပွားတူတက်တယ်ပေါ့ကျမ်းမာတယ်ပေါ့။ပြင်ပါလေအသက်ရှင်ခြင်း။အဲအဲ့ဒါကျွန်တော်ရဲ့အသက်မူဝန်ကြောင်းဖြစ်တယ်။ နော်အဲ့ဒါနဲ့ကျွန်တော်တို့ကအသက်ရှင်ခြင်းအဲ့ဒါကျွန်တော်တို့ရဲ့အဆောင်ဖြစ်စေတယ်ဘယ်လိုပြောချင်တာဖြစ်တယ်ဆိုကြပါစို့ဒီဖိလိပ္ပိခန်၄ထဲမှာနော်ဒီဧဝံဂေလိနော်လုံနေတဲ့အမှုတော်ဆောင်ရှင်ပိုးလူကိုလှူတဲ့အကြောင်းတွေ့ရတယ်နော်ဧဝံဂေလိတာနာအတွက်လှူကြတာလှူကြတဲ့အခါမှာအဲ့ဒါသူတို့ယုံကြည်ခြင်းနဲ့ လက်တွေနာခံလက်လျှောက်တဲ့ခါမှာဘလို့အသက်ရှင်အဲ့ဒီအဖြစ်သူ့ရဲ့အကျိုးအဖြစ်ဘလို့အသက်ရှင်တယ်လဲဆိုရင်အသက်ကိုမွေးရတယ်လဲဆိုရင်တော့ငါ့ဖျားသခင်တွေဘုဘုအနုဘော်တော်နဲ့စံပယ်တော်မူသောစည်းစိမ်ရှိတဲ့အတိုင်းသင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်တော်အဖြစ်ပြည့်စုံစေတော်မူမယ်လို့ပြောတာတွေ့ရတယ်။ဆရာနော်ယုံကြည်တယ်ကောင်းကင်ဘာနာတို့ ဟောနော်အဲကောင်းကင်ဘာနာစီးဘူးပါဆိုတဲ့ဟာလေလူပေါင်းတို့တကယ်တင်ချင်းတို့ရဲ့တမာတရားသိသိချင်းကဆိုတဲ့ကြမ်းပိုက်တယ်ဟောအလိုတော်ဒီကောင်းကင်ဘုံနဲ့ပြည်စုံတကယ်ဒီမြေကြီးပေါ်ကပြည်စုံစီစေတော်မူပါအဲ့ဒါကြမ်းပိုက်တယ်ကိုကျွန်တော်အယုံနဲ့ယုံနဲ့ဆိုရင်ဘာလို့လဲတချို့ကတော့လက်တွေ့အုံကလေးလောက်တာပေါ့တချို့ကတော့လည်းဘာလို့လဲအလုံးဝအဖြစ်ပါဝင်တာပေါ့ သူတို့ကိုဘုရားသခင်ကဘလို့အသက်မွေးခိုင်းလဲဆိုတော့ယေရှုခရစ်တော်အဖင်အလိုရှိသမျှပြည့်စုံဖို့เนาะအကျိုးပေးတယ်အလိုအဖင်သူကဘုရားခင်မိန်တော်မူသမျှနဲ့အသက်မွေးတယ်ဆိုအဲ့ဒါယုံကြည်ခြင်းနဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှเนาะသင်ဟာဖြောက်မှတော်သူဖြစ်တဲ့မှန်ရင်เนาะဖြစ်တဲ့မှန်ရင်เนาะသင်အသက်ရှင်ခြင်းသည် လောကီစီးသိမ်ဥစ္စာအောင်မြင်ကြောကြားမှုအဖြစ်မဟုတ်ဘူးနော်ပညာအဖြစ်မဟုတ်ဘူးဖျားသခင်ကိုယုံကြည်ခြင်းအဖြစ်အသက်ရှာမှာဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းတွေလည်းတန်ရှင်သောဝိညာဉ်တော်ခံရပြီးတန်ရှင်သောဝိညာဉ်တော်ကတမချမ်းစာကိုနော်အ내ဖွင့်ပြတဲ့အခါမှာနှုတ်ကပတ်တော်ဆိုတာဖြစ်လာတယ်အဲ့ဒါကိုယုံကြည်ခြင်းနဲ့နာခံ လက်လျှောက်ခြင်းအကျိုးအဖြစ်ကျွန်တော်တို့ကအသက်ကိုမွေးရတာအသက်ရှင်ရတာဖြစ်တယ်ဆိုတာကိုဝင်ကရင်နေကုန်ချုပ်တယ်တင်တော်အလုံးကိုဖျားသခင်ထူကောင်းကြည့်ပေးပါစေအာမင်